မဖုံးနိုင်မဖိနိုင်တော့မှအရေးပေါ်လက်ထပ်လိုက်ရတဲ့ကြော်ကြော်နဲ့စွန့်မြတ်နေဦးပရိသတ်များလုံးမင်္ဂလာပါရှင့်ဆယ်လီအင်ဆိုက်တာ page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဘယ်တော့မှလက်မထပ်ပါဘူးဆိုပြီးအပြင်းထန်ညှင်းဆန်နေကြတယ်အနုပညာရှင်ဆောင်တွေလေးဖြစ်တဲ့ကြော်ကြော်နဲ့စွန့်မြတ်နေဦးကတော့နောက်ဆုံးမှလက်ထပ်လိုက်ရပါပြီသူတို့ဆောင်တွေကအရင်ကတော့ပရိသတ်တွေအရန်ကိုချစ်ခင်အားပေးရတဲ့ဇပ်ပိုတယောက်ဆောင်လေးတွေဖြစ်ကြပါတယ် ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့ရေစာမကလင်မယားမကြအခြေအနေတွေနဲ့နေထိုင်နေကြပြီးတော့မြမရင်ကျေးမှုနဲ့မလျော်ညီလို့ပြည်သက်တွေကတဘောမကြတော့ပါဘူး။လက်မထက်ဖက်နဲ့ living together နေထိုင်နေဆိုတဲ့အနောက်နိုင်ငံကရင်ကျေးမှုတွေကိုလက်ကင်ထားပြီးတော့နေကျင်တယ်လို့နေကထိုင်ကျင်တယ်လို့ထိုင်နေကြတာဖြစ်ပါရဲ့။မိဘတွေကလည်းလက်ထပ်ဖို့ပြောကြသလိုပြည်သက်တွေကလည်းနှစ်ယောက်သားလက်ထပ်လိုက်ရင်ကောင်းမယ်လို့ပြောဆိုနေကြပေမယ့်ဘလို့မှလက်မခံခဲ့ရပါဘူး။ အတူတူနေရင်းနဲ့နှစ်တွေအတော်ကြာလာခဲ့ပြီဖြစ်ပြီးတော့စွမျက်နှာဦးရဲ့ခန္ဓာကိုယ်လည်းတော်တော်လေးကိုပုံပြက်နေခဲ့ပါပြီ။ဒါပေမဲ့လက်ထပ်ဖို့ကတော့စိတ်ကူးမရှိကြပါဘူးဆိုရင်သူတို့နှစ်ယောက်ကအခုချိန်မှာတော့အရေးပေါ်အခြေအနေကြောင့်လက်ထပ်လိုက်ရပြီလို့သိရပါတယ်။ဘလို့အရေးပေါ်အခြေအနေလဲဆိုတာကတော့ပြည်သက်ကြီးတို့အားလုံးလည်းသိကြလောက်မှာပါ။အတူနေတာလဲကြာပြီဖြစ်တဲ့အတွက်ဆေးရည်နဲ့ထိန်းချုပ်ထားပေမဲ့လည်းမရတော့ပဲကိုဝင်ရရှိသွားခဲ့ရဖြစ်နိုင်ပါတယ်။ဒီအခါကြောင့်မှသာပြိတဲ့ဝေဖန်မှုတွေနဲ့ထပ်ပြီးတော့ရင်မဆိုင်ကျင်တော့တဲ့အတွက်မသက်သာတဲ့အခြေအနေကြောင့်နှစ်ယောက်သားအမြန်ဆုံးလက်ထပ်လိုက်ရတာဖြစ်နိုင်ပါတယ် ယ်။အရင်ကတော့လက်ထပ်ဖို့ပြောရင်ဟိုတီတီရှောင်ရှားနေကြပြီးတော့နှစ်ယောက်သားအတူအိတ်တာကတော့အနေတိုင်းလိုလိုဖြစ်ပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်ကိုမြမရင်ကျေးမှုနဲ့ဆန့်ကျင်လို့ဆိုပြီးပရိသတ်တွေကစိတ်ပြတ်ခဲ့ကြပါတယ်။ ကျော်ကျော်ကလည်းစားကျင်နိုင်စားနေပေမဲ့လုံးဝကိုတာဝန်ယူမှုမရှိတဲ့ယောက်ျားအဖြစ်ဝေဖန်ခံရပါတယ်။ဆွမျက်နှာဦးကတော့ပိုတောင်ဆိုးနေပြီးတော့သူမဘာသာလက်ထက်ကျင်လက်ထက်မယ်မထက်ကျင်မထက်ဘူးဆိုပြီးပြတ်သားစွာပြောနေရပါ။ဒါကြောင့်ဆွမျက်နှာဦးကိုလည်းပရိသတ်တွေကတော့မြမမင်းကလေးတယောက်အဖြစ်ယဉ်ကျေးမှုတွေမရှိဘူးလို့ဝေဖန်နေခဲ့ကြပါတယ်။အဲ့လိုဝေဖန်နေတော့ကတော့ဘသူကမှကယူမဆိုင်ကြတဲ့သူတို့နှစ်ယောက်ကအခုချိန်ကြမှာအတော်လေးမဖုံးနိုင်မဖေးနိုင်ဖြစ်သွားတဲ့အတွက်လက်ထက်လိုက်ရပြီဖြစ်ပါတယ်။ အရန်ကြီးအကျယ်ချက်ပြီးပြုလုပ်နေရတော့မဟုတ်ပဲမင်္ဂလာပွဲကိုအချင်းယုံလေးပဲစီစဉ်ကျင်းပပြီးတော့ပြုလုပ်သွားခဲ့ရကိုတွေ့ရပါတယ်။နိုင်ငံကျော်ထိတ်တန့်ဥပညာရှင်တွေကလည်းတရားမှမတက်ရောက်ပေးခဲ့ကြပဲသူတို့ဘာသာပဲလူနည်းစုနဲ့လက်ထက်မင်္ဂလာပွဲလေးကိုအရေးပေါ်စီစဉ်ပြီးတော့ကျင်းပသွားခဲ့ရပါကြကြောနဲ့စွမျက်နှာတို့ကလက်မထက်ပဲနဲ့အခုလိုအတူနေထိုင်ပြီးရဲ့နောက်ပိုင်းကနေစပြီးအနုပညာအလုပ်တွေကိုလည်းလုပ်ကင်လို့မရတော့ပါဘူး။ လက်ထက်လက်မဲ့လေးမထိုးသလိုမင်္ဂလာပွဲလေးမကျင်းပါပေမဲ့တအိမ်ထဲမှာအတူတူနေတအိမ်ရာထဲမှာအတူတူအိတ်ကြနေပြီးတော့တကယ်ဇနီးမောင်နဲ့နေလို့နေခဲ့ကြပါတယ်။ဒါကြောင့်သူတို့ကိုကြည်ပြီးပရိသတ်တွေကအတူယူမမှာဆိုတဲ့အတွက်ဘယ်သူကမှဇက်ကားတွေရိုက်ဖို့အတွက်မခေါ်ကြတော့တာပါ။ဒါပေမဲ့နှစ်ယောက်သားကတော့ဆိုရှယ်မီဒီယာမှာမျက်စိနှောက်စရာကိစ္စတွေကိုဖြစ်လို့နေပြီးတခါလေဆိုရင်ဗီဒီယိုတွေကိုလည်းရှာပြီးတင်နေတတ်ပါတယ်။ ဒါကြောင့်မင်းစင်းပြောရင်တောင်မှလက်မထက်ပါဘူးဆိုပြီးညင်းနေကြတဲ့နှစ်ယောက်ကအခုလိုမဖုံးနိုင်မပြီးနိုင်တဲ့အချိန်မှာတော့ရုတ်တရက်ဆန်စွာပဲလက်ထက်မင်္ဂလာပွဲကိုကျင်းပပြုလုပ်ခဲ့ပါပြီ။တကယ်တော့လက်ထက်တင်တာကအတော်လေးကိုကြာခဲ့ပါပြီ။မဖုံးနိုင်မပြီးနိုင်တဲ့အချိန်အနေနဲ့အကြုံတွေ့ရတော့မှအရေးပေါ်လက်ထက်လိုက်ကြတဲ့ကြောကြောနဲ့ဆုမျက်နှာဦးရရဲ့နှစ်ယောက်ပေါ်မှာပြည်သူကြီးတို့ရောဘလိုမျိုးထင်ကြပါသလဲရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။